ီလိုအတိုင်းဝိုင်းကြီးတဲ့မွေးလာပြီးတော့တကယ်တမ်းကိုနေတဲ့ပုံစံကပေဒီပေဆုံးနဲ့နေတတ်တယ်ဆိုတော့ဒီဘက်အတွက်ကြတော့ဒီလိုနေပေးရမယ်ဟိုဘက်အတွက်ကြတော့ကိုနေခြင်းတဲ့ပုံစံနေတယ်ဆိုတော့ဘာပြောပေးပေးခြင်းကမ်းခြင်းနဲ့စိတ်လေးရှိတာအာဟိုဟာဖြစ်တယ်ဘယ်လိုဖော်မလဲအဲကောင်းတဲ့စိတ်ထားလေးပေါ့နော်။ तू ဆိုလို့ရှိရင်ဒါမင်းသားမင်းသမီးဟိုရုပ်ရှင်ရိုက်နေရလဲမဟုတ်ဘူး။အဲဒီဟာတွေ तू မလုပ်လို့လည်းရတယ်ပေါ့ ဘယ်လိုပြောရမလဲဆိုရင်ကျွန်တော်ငငယ်တည်းကကျွန်တော်မွေးလာတဲ့နေရာလည်းမားနေလို့လို့အဲ့လို gender လည်းမားနေလို့လို့အကုန်လုံးမားနေပါတော့ဒီမနီယာမသူစကိုင်းကပြန်ရောက်လာတာဆိုတော့ဟိုညီမလေးဘာသွားလောက်တာလဲဆိုတော့ဟိုမေးစရာမလိုတော့တီးလိုက်ပြီပေါ့နော်သူအလူသွားလောက်တယ်အဲဒါရီဆိုလို့ရှိရင်ဒါကျွန်တော်တို့ဆိုလို့ရှိရင်သူသွားနေတာတိတော်မသိဘူးဆိုတော့သူ့ရဲ့စိတ်ထားလေးပေါ့နော်။ဘာပြောပေးပေးခြင်းကမ်းခြင်းနဲ့စိတ်လေးရှိတာ အာဟိုဟာဖြစ်တယ်ဘယ်လိုခေါ်မလဲအဲကောင်းတဲ့စိတ်ထားလေးပေါ့နော်သူဆိုလို့ရှိရင်ဒါမင်းသားမင်းသမီးဟိုရုပ်ရှင်ရိုက်နေရလဲမဟုတ်ဘူးအဲဒီဟာတွေ तू မလုပ်လို့လဲရတယ်ပေါ့နော်ဟိုပြွင့်လေးပြောရရင် သူ့ရဲ့စိတ်ထားအခန့်လေးကိုကဟိုကောင်းတဲ့ဟိုဟွာလေးကိုတွေ့ရတယ်တကယ်လဲသွားလူတဲ့ခါမှာဟိုပင်မန်းနဲ့ခင်ဗျနေပူတဲ့ခါမှာဒါပေမဲ့ဟိုကျွန်တော်တို့ကိုယ်တိုင်သွားလူတဲ့ခါမှာလေအဲ့ပင်မန်းနဲ့စိတ်ကပျောက်သွားတယ်ဘာကြောင့်လဲဆိုတော့အဲ့မှာရောက်သွားတဲ့အချိန်မှာကိုပရိသတ်တွေလည်းရှိတယ် ပြီးတော့ဟိုရောက်သွားတဲ့အခါမှာလည်းအဲ့လိုဟိုသူတို့ဟိုရေတံမှုလေးတပူပဲဖြစ်ဖြစ်ပေးလိုက်ရတဲ့ PT ရတယ်အရန်ပျော်ရွှင်မှုကောင်းတယ်အဲ့ဆိုသူသူမနေ့ကမှပြန်ရောက်တယ်ဆိုပြီးပြောရဲဆိုတော့ဒါလေးတွေကောင်းပါတယ်ဟုတ်သွားလှူတာလေးတွေကောင်းပါတယ်ဟုတ်ဟိုကဘယ်လိုပြောရမလဲဆိုညောငငယ်တဲ့ကညောမွေးလာတဲ့နေရာလည်းမားနေလို့လို့အဲ့လို gender လည်းမားနေလို့လို့အကုန်လုံးမားနေပါတော့အဲ့ဟာကမှဒီလိုအတိုင်းဝိုင်းကြီးတဲ့မွေးလာပြီးတော့တကယ်တမ်းကိုနေတဲ့ပုံစံကပေဒီပေဆုံးနဲ့နေတတ်တယ်ဆိုတော့ဒီဘက် အတွက်ကြတော့ဒီလိုနေပေးရမယ်။ဟိုဘက်အတွက်ကြတော့ကိုနေခြင်းတဲ့ပုံစံနေတယ်ဆိုတော့မခွဲလို့အဆင်မပြေဘူး။ဘာမှမဆိုင်နေတဲ့ဟာတွေလေတိလား။ဟိုလှူတာတော့ပဲဆိုင်တာပေါ့နော်။ရွှေနှန်းတော့လည်းအရန်လှူပါအဖေအဖေတို့အရန်လှူပဲ။ဒါပေမဲ့အဲ့လိုတကယ်ဟိုမြေပြင်မှာလက်တွေ့လုံးဝင်ကြတော့အဲ့လိုဆုပ်ဆုပ်ပြက်ပြက်ပဲတည်ရမလား။အဲ့လိုမျိုးနေရတော့ပို့ပြီးတော့ free လက်ဖြစ်တယ်။ဘာမှလည်းမဆိုင်နေတော့ခွဲကိုခွဲမရမှာ။ဒီမှာအဲ့လိုကြီးဆုပ်ဆုပ်ပြက်ပြက်လာနေလို့မရအောင် ခေါ်ညောကအဲ့လိုအရင်ခွဲကြတတ်ပါညောကအဖေကလည်းနည်းနည်းမခွဲကြတတ်ချင်သူကအကုန်လုံးရောချက်တယ်အဲ့လိုရွှေနန်းတော့ညောကအသိရောအမေရဲ့ပါတီရောအဲ့လိုအကုန်ရောချက်တယ်ညောကအရင်ခွဲအရင်ခွဲဟိုကအမေတွေများပါလာရင်ဟိုကညောကတို့ခြုံပွားလေးလက်ဆောင်ပေးရဲ့ရွှေခြုံပွားတော့မဟုတ်ဘူးဗောနော်မှားနေမှာကြောင့်ရွေရွေခြုံပွားလေးလက်ဆောင်ပေးပါတယ်ဟုတ်ဟိုအဲ့တိုင်းကလည်းဆောင်ကျွန်တော်ခုနပြောပြီးသားဟာ ဟိုပထမစု30ဒုတိယစု55ဒိန်တတိယစု70ဒိန်ပြီးတော့နှစ်သိန်း55ဒိန်3စုအဲ့ဒါပြီးတော့ဟိုငါးသိန်းမိုးရောင်းသူဝယ်သူတိုင်းကိုလည်းဟိုဒိန်1500ကူပွန်လေးလက်ဆောင်ပေးပါတယ်ကန်ဆယ်မဲကူပွန်ဟုတ်ဒီနေ့ညောင်းကလေတကယ်မနေ့ကမှပြန်ရောက်ပြီးညောင်းကတကယ်ဘောင်းမအောင်မသိဘူးအဆီစဉ်ဆိုတော့အကူကတော့သိရတယ်လို့ပြောရတယ်။ဘာတွေလုံးဝမလဲမသိဘူး။ ဒါပေမဲ့ညောကခုနအခုပြောနေတဲ့ဟိုဟာ Photoshop မလုံးရသေးဘူးလို့အလိုလေးနှစ်ယောက်ရိုက်ကြမယ်လို့ပြောတာဟုတ်စပီးညောလူတိုင်းနဲ့ SMB ပါလူတိုင်းနဲ့ SMB ပါဟုတ်အော်ဒါတော့အထူးတလည်ပြောစရာမလိုပါဘူးဒါရွှေနန်းဆိုရွှေနန်းတော်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဟို ဒါနာမည် brand ရှိပြီးသား brand brand တခုပဲပေါ့နော်ဆိုတော့ဒါယုံကြည်စိတ်ချစွာနဲ့လာရောက်အားပေးဖို့အတွက်လည်းကျွန်တော်ကထပ်မံပြီးတော့ဖိတ်ကြားလိုပါတယ်ခင်ဗျာအားလုံးကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးပါဟုတ်ကျေးဇူးတင်ပါတယ်